မြန်မာသချင်ဆိုတော့ UNESCO လည်းဝင်ထားတာဖြစ်တဲ့အတွက်ရွှေမန်းမာလာသချင်ဒီသချင်ကလည်းနေပေါ်များဆိုတန်မိုးရှိတဲ့သချင်တပေါ့ဟုတ်ဟုတ်ကျွန်တော်တို့သချင်ကလေဟိုနှဲ့လို့ဒီမှာပြုခံရတယ်ဆိုတော့ပို့ပြီးတော့ဝမ်းသာဝမ်းသာပါဗောနော်အဲပြီးတော့အရင်လိုတကြံ vibe တွေကိုလည်းပြန်ရလိုချင်တယ်ဗောနော်ပြီးတော့အခုခေတ်လူငယ်တွေကိုလည်းပေးချင်တယ်မြင်စေချင်တယ်ဗောနော်သိစေချင်တယ်ကျွန်တော်ကတော့တကယ်ဝမ်းသာရှိလို့เนาะဟိုကောင်းစေချင်တော့ပေးတတ်ကြည့်ကောင်းစေချင်လို့တကယ်တက်ကျွမ်းနဲ့နားလဲလို့မိကိုပြီးတော့ ဒီအမှုပြန်တော့ကဖြတ်တန်းတာပါเนาะဘုံမျိုးကြီးတော့မရှိပါဘူး။အောင်မြင်ကြကြလို့တဲ့စိတ်ဟိုဖြတ်စီလို့တဲ့စိတ်ကျွန်တော်လုံးဝမရှိပါဘူး။မင်္ဂလာပါခင်ဗျာ။ဒီရှင်လေးအကြောင်းလေးပဲပြောကြပါဦးဆိုတာ။ဟွန်းချွမ်းမန်းမာလာချင်းလေးပေါ့နော်။ကျွန်တော်တို့တချမ်းတချင်းလေးအဲ့ဒါလေးလာရိုက်တာပါဟုတ်။မြန်မာမူလေးပေါ့နော်။ဟိုဒီနေ့တချမ်းကလည်းဟို UNESCO ကစုပေးထားတာဟုတ်မြန်မာကျန်း အဲကြောင့်ကျွန်တော်ဒီမြမမူလေးရောပေါ့နော်ဒီဟာရှမန်းတင်မမျိုးဆက်ကိုဆမ်းမင်းလို့နဲ့အာကုတ်ပြီးမြမမူလေးရောဒါကတော့နော်ခစ်ပေါ်လေးတွေလူငယ်တွေလည်းထည့်ရောက်တော့နော်ခစ်ပေါ်ကိုမင်းထွန်းရဲ့တန်းစားခွဲလေးနဲ့ရော့ပြီးတော့အဲ့ဒါလိုတမှုထူးချောင်းအောင်လေးပေါ့နော်အဲ့ဒါသူတို့ကိုဆမ်းမင်းတို့အားလုံးကျွန်တော်ဝိုင်းကူညီပြီးတော့စီစဉ်ပေးတာပါဟုတ်အဓိကတော့အကူကတကယ်အစရောကြီးလေအစရောကြီးဆိုတော့အကူဆိုရင်တဲ့ချင်းပေါ်လိုက်ပြီးတော့အကကြီးလိုအပ်ပြီးလိုရတဲ့ခါမှာမြန်မာသံဆိုတော့ယူနီစကိုလည်းဝင်ထားတာဖြစ်တဲ့အတွက် ရွှေမမလာတဲ့ချင်းဒီတချင်းကနေပေါင်းများစွာတန်ဖိုးရှိတဲ့ချင်းတပုတ်အဲ့မှာအကိုရဲ့စိတ်ကလူငယ်ရာသီကြောင့်ရောက်ရောက်ချင်တာအဲ့တော့ live attendance လည်းပါလာတယ်ကျွန်တော်တို့က collaborate လုပ်ပေးတဲ့အဖွဲ့ပေါ့နော်ဒါပြောမှဆိုရင်အကိုရဲ့တချင်းမှာမူတည်ပြီးတော့လူငယ်ရာလည်းပြန့်နှံ့အောင် ပြီးတော့မြန်မာအကလေးလည်းဟိုဒါထူးထူးပေါ့ပေါ့ရှိအောင်ဆိုပြီးအကိုကိုဝိုင်းပြီးတော့ကုညီပံ့ပိုးပေးအောင်အာအဓိကတော့သူကဟိုပါနော်ဟို music ကဟို modify ရမ်းဖြစ်တယ်အထူးသဖြင့် solo ပိုက်မှာဆိုရင်အဲ့ solo 16ပါးနဲ့နောက်ဆုံး outro 16ပါးဒီ electro ဘက်ကိုသွားပြီးတီးကြတာတိုးတော်လဲသူကဟို electro ဘက်ကသွားရတယ်အဲ့မြန်မာတန်စင်မှာပါနေတယ်မပြောက်သွားဘူးပေါ့နော်နှစ်ခုလို့အဲ့တော့အဲ့ပိုင်းလေးမှာကျွန်တော်တို့က live finance အနေနဲ့ modernness အနေနဲ့ပေါ့နော်ဝင်ပြီးတော့အဲကပ်ကပ်ပြရတာပေါ့နော်အဲကျွန်တော် dancer လေးယောက်နဲ့အဲဝစားဆိုလဲ the jam things လေးပေါ့နော်အဲအဲ့လိုမျိုးလေးလုပ်ပြီးတော့အဲ့တော့ဒီသချင်းလေးမှာဆိုပြောမှဆိုရတ္တနှမျိုးသုံးမျိုးလောက်ကိုကြည်ရမယ် တို့ကျွန်တော်ခန်းစားရပါတယ်ပြောချင်ပါဟုတ်အခုဒီတချင်းလေးကိုရွေးပြတာဘယ်လိုရွေးပြလဲဟုတ်ကျွန်တော်ဒီချင်းကိုမနစ်ကနေတီးထားတာမနစ်ကကျမ်းပါမနစ်ကနော်မနစ်ကနေကျွန်တော်ရေလုံးဟိုရှမတ်ပါလာပါတော့ဆံမျိုးမမင်းရှိရဝယ်လိုက်တယ်ပဲပြီးတော့မှကျွန်တော်ဟိုဟာတီးတာတော့ရေလုံးပါတော့တီးတာမနစ်ကကျွန်တော်ကျမ်းပါရေကြောင့်မရိုက်ဖြစ်ဘူးခုမတာဟိုဟိုရေလေးတော့ပါတော့ရေလေးတော့နဲ့မြမမူရောတက်ကြွနားရတာပေါ့နော်အခုနဲ့အများကြီးနုပညာမြင်မာတဲ့ညီလေးတို့အားကိုးပြီးတော့အခုညီတောင်းတို့သူအခုညီပေးတာပါဟုတ် ထောင်ဝင်ကြီးတယ်အခုတစ်တော်လေးရိုက်လိုက်တာလေကျွန်တော်တို့တောင်းသားမှာကြတော့လေလွန်တို့လွန်တို့ပေါ့နော်ကျွန်တော်တို့ခွန်တို့ခွန်တို့အဲကျွန်တော်တို့အဲ့ဒါလေးတွေမှားတတ်တာပေါ့နှုတ်ကျိုးနေလို့ပေါ့နော်တစ်တော်မှာကအဲ့လိုမျိုးတွေပေါ့နော်ဟိုတကကျွန်တော်တို့ဟိုမှာဆိုတာလေညမြဝင်းမှားအဲ့ဒါဝင်းနဲ့ဝင်းနဲ့ပေါ့အဲ့ဒါလေးတွေကျွန်တော်ပြန်ဆိုအောင်မယ်ကျွန်တော်ဒါထပ်ပြီးတော့ကျွန်တော်ပြန်ပြီးဆိုပေးမှာပါ ဆိုပြီးတော့မှ B block အောင်ဆိုပြီးကျွန်တော်ပြန်တက်มาဟုတ်အဲ့လိုမျိုးအခက်အခဲတွေတော့ရှိပါတယ်အစိုးရင်သာရှိတာပေါ့အဲဒါရင်မလို့ဘယ်လိုပဲပြောပြောလေဒီမှာကျွန်တော်တို့အမှုပညာမှာတို့ကတန်ကြီးထားတဲ့အတိုင်းဝိုင်းကိုတို့တို့လုပ်ရင်တော့မမားနိုင်ပါဘူးเนาะဒါအမှုပညာဟုတ်မိုင်းနဲ့ခွင့်လွတ်ပါပါเนาะဘောင်းဆောင်ကိုလုံးပညာတကယ်တန်ကြီးထားတဲ့အတိုင်းဝိုင်းမှာเนาะအမှုပညာဗမာအမှုပညာပေါ့เนาะဗမာကျင်တန်ကြီးအဲ့ဒါကြောင့်လေကျွန်တော်တို့အကူအညီတောင်းတတ်တာပေါ့เนาะဟိုဒါရိုက်တာလည်းเนาะဗမာကေခိုင်ကိုကျွန်တော်စီစဉ်ပေးတာပေါ့เนาะအဲ့ဒါကြီးကြောင့်မှာဖို့တော့နည်းနည်း chance နဲ့ပါတယ်။နော်နည်းနည်းလေးမအရင်လည်းခွင့်လွတ်ပါတော့နော်။အကြီးကတော့အဲ့တန်ဖိုးရှိတဲ့နေရာတွေကိုဟိုဖြည့်စီရဖွဲ့တယ်မှာကျွန်တော်မပါပါဘူး။ဟိုပါပေါ့နားလည်ပေးပါဆိုတော့ဟိုအခုလာပြောတဲ့အချိန်တော့လည်းအမပါမများတို့လာပြောတဲ့အချိန်တော့လည်းဟိုကရမယ်ပိုင်းကိုတောင်းယူရတာကျွန်တော်ငွေရေးရလည်းအကမေးစာကွန်မြူနီတီလည်းအဲ့လိုပဲဆိုတော့ဟိုပေါ့လူငယ်ရားရောက်သွားဖို့ကကျွန်တော်တို့အကိုရဲ့ idea အရင်ကောင်းနေလေအဲ့တော့ကုညီပံပိုးပြေုံဖြစ်တဲ့အတွက်ဒါကိုမူတည်ပြီး ကျွန်တော်တို့ကငါတို့ဒါကကျင်လို့ဒါတီးတီးပေးပါလို့အရွယ်ချက်မဟုတ်ပါဘူးဟုတ်ပါဘူးဟောရှင်မမလာတခြင်းအတံမူကျွန်တော်နားလည်ပြီးသားပါအဲအဲ့တံမူအောက်မှာခစ်ပြောင်းလာတဲ့ခါမှာခင်းနောက်ကိုလိုက်လိုက်တဲ့အရာတစ်ခုပဲဖြစ်ပါလိမ့်မယ်ဟုတ်အဒိုးတွေကျန်တဲ့ဟာတွေအကုန်ပါပါတယ်အကုန်ပါတယ်စစ်တွေတီးတာနော်အဲ့ဒါကြာလေးလှုပ်ထားတာပါဟုတ်အဓိကပေါ့နော်ဒီလိုဟိုခိုင်မြဲနေတဲ့အရာဟိုတခြင်းတွေကိုကျွန်တော်တို့အသက်သွင်းဖို့ပဲအဓိကပါ အသက်သွင်းဖို့အဓိကဟိုဘယ်လိုကောင်းမလဲ သူထုတ်ယူရတယ်မလွတ်ချင်စိတ်မရှိအောင်တော့မပြောဘူးလို့ပြည်သက်ကြုံရှိပါတယ်ဟိုအဲ့လိုအနေထားလဲအမားရမရှိအောင်စူးစမ်းပေးထားရပေါ့နော်ဟိုတခုကဟိုက negative ဘက်ကိုရောက်ဆိုတော့အမြင်ကြတော့လဲဟိုအရင်ကြီးလဲဟိုမလွတ်ဖြစ်မှလဲကြောက်တယ်အကြောင်းအရင်ကြီးကြောက်နိုင်မှုတော့မရှိပါဘူးဟိုတမိုင်းဝင်ဆိုပေမဲ့လဲဟိုအခုလောက်ထားတဲ့ဥစ္စာနားထောင်ပြီးတဲ့ကကောင်းပါတယ်အဆင်ပြေပြီးတော့လဲကျွန်တော်မပိုင်းတဲ့အပိုင်းကြာကိုမင်းထုံးပိုင်တယ်လေကိုမင်းထုံးပိုင်ရင်ကိုမင်းထုံး နဲ့ create လုပ်တာပို့ပြီးလာတယ်အခုဆိုရင်ဒါကိုရင်ကတ်လိုက်လို့လည်းရတယ်မင်းသားတယောက်ပဲဟုတ်ကဲ့ပါဘူးကျွန်တော်တို့အားလုံး live နဲ့ကြံခဲ့မှာဆိုလို့ပြန်လာတာအဲ့ဒီဘက်မှာမကောက်ပါနဲ့ကျွန်တော်တို့အเจ้าကဝင်ရပြီကျွန်တော်ကတော့တကယ်ကို1လာရှိတော့เนาะဟိုကောင်းစီကျွန်တော်ပေးတဲ့ကြီးကိုကောင်းစီကျွန်တော်တကယ်တက်ကျွမ်းနဲ့နားလဲလို့မိကိုပြီးတော့ ဒီအမှုပြန်လို့ကဖြတ်တန်းတာပါเนาะဘုံမျိုးကြီးတော့မရှိပါဘူး။အောင်မင်းကြော်ကြလို့တဲ့စိတ်ဟိုဖြတ်စည်းလို့တဲ့စိတ်ကျွန်တော်လုံးဝမရှိပါဘူး။ကျွန်တော်တို့အမှုပညာပေါ်မှာရိုးသားတာပါပဲเนาะ။ရိုးသားလာခင်တွေရိုးသားချစ်တယ်ပြ။အမှုပညာအဲတန်ကြီးရှိတဲ့အတန်းဝိုင်းမှာလည်းကျွန်တော်တန်ကြီးထားပါတယ်။ဟုတ်။အဲဒီမှာတော့ပြောမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ခုနကလို့ solo အပိုက်ကိုအဓိကပို့ပြီးတော့တာဝန်ယူရဆိုတော့ ဟိုဟိုအရင်တော့ဒီ Christmas နဲ့ကတဲ့ Contemporary တို့ဘာလို့လိုမျိုး Modern နဲ့မြန်မာနဲ့တခါလဲတွဲရကြီးလောက်ရတာတော့မဟုတ်ဘူးပေါ့နော်ဒီဘက်ကအဲ့တော့ဟိုပြောမလို့မြန်မာဘက်ကမြန်မာဘက်တည်တဲ့အဲကျွန်တော် Modernness က Modernness တည်တဲ့အဲ့လိုလေးသွားတာဆိုတော့ဟုတ်ခုနပြောလို့ဟိုစော်ကားသလိုတွေအဲဖြစ်မှာတော့လုံးဝမဟုတ်ဘူးလို့တော့ယုံကြည်ရပါတယ်ဟုတ်ပြီးတော့ကျွန်တော်ကားထဲမှာလည်းဟို sexy dance ပေါ့ဟုတ်ကြာကျွန်တော်အဲ့ဒီအဲ့ဒီဘယ်လိုပြောအခုအခု is time modern vibe and ကလေးတွေရဲ့ new style ပုံစံမျိုးလေးကျွန်တော်ထင်လာတာပြီးတော့ကျွန်တော် house dance house dance လို့လည်းခေါ်တာပေါ့နော်သူကခုံပြီးတော့အဲ့လိုမျိုးဟိုကနေရတဲ့ဟာမျိုးပေါ့အဲ့တော့အဓိကတော့အဲဒီသချင်းစီပိုးပိုးရှိခဲ့တဲ့အကောင်ဆုံးဖြစ်ခဲ့တယ်အဲ့တော့ဒီဘက်ခေတ်ဒီအခုခေတ်လူငယ်တွေအထိကျွန်တော်ဆွဲခေါ်လာတယ်ဆွဲခေါ်လာတယ်အခုခေတ်လူငယ်တွေပေါ့နော်အထူးသဖြင့်အဲ့တော့ဒီချန်ချင်းလေးကိုပြန်ပြီးတော့သူတို့ အဲသူတို့ကြိုက်တဲ့ music မျိုးတွေသူတို့ကြိုက်တဲ့ vibe တွေမျိုးတွေနဲ့နားထောင်ရတဲ့ feeling ကိုပေးချင်တာပါအဲ dance ပါဝင်ကြတာဟုတ်ပါ number 5ကမကတယ်ကမပြောလေကျွန်တော်ဟာလေ short ခိုင်းတာကျွန်တော်နေရာပြောတော့ live fan နဲ့ကြံခဲ့မှာဆိုလို့ကျွန်တော်နေရာပြောပါမယ်ကျွန်တော်ဒါလေးပဲလုတ်တတ်တာနေရာပြောကျွန်တော်ကောက်ကတကွက်သေးရှိပါဒါပေမဲ့အဲ့ကောက်ကိုကျွန်တော် like ကိုလုတ်ထားပါတယ်ခုနတင်းစီမတူတဲ့ခါမှာဟိုနားထောင်မှုလည်းမတူတော့ဘူးအရင်ကမင်းဒီသချင်းကိုအဲ့ဒီသချင်းတိုင်းဆိုထားတဲ့နိုင်ငံတော်ဆိုရည်လည်းရှိပါတယ် အဲ့လိုနားထောင်ရင်လည်းနားထောင်လို့ရတယ်ဟုတ်တယ်ဒါအခုလိုနားထောင်ရင်လည်းနားထောင်လို့ရတယ်ဆိုတော့အတိုင်းနာတော့တကြံလဲအဲ့လိုပါပဲဒီနေ့တကြံကိုလည်းလူငယ်လဲလူငယ်တွေတဘာဝအတိုင်းသူပြောချင်လဲပြောမယ်ဟိုဘာဘရောဘန်းလေးနဲ့ရေပတ်တဲ့အမှုပဲရှိရှိပါတယ်အဲ့လိုသွားကြပါလိမ့်မယ်အခုလည်းအရန်ကြီးသွတ်ပြီးတော့ကျွန်တော်တို့မှကြိုက်ပါဆိုတော့ဟာတို့ပြောလို့တော့မဟုတ်ပါဘူးကျွန်တော်တို့ယောက်ဆိုရင်ဒါခြံထားရတယ်တကြံအတွက်ကျွန်တော်တို့ယောက်အဲ့ကြလက်လက်ကြရအောင်ဟုတ်တယ်ဘာကြောင့်ဟို ်ကျွန်တော်တို့တကြံကလေဟိုခုနလိုဒီမှာပြုခံရတယ်ဆိုတော့ပို့ပြီးတော့ဝမ်းသာပါဘောနော်အဲပြီးတော့အရင်လိုတကြံ vibe တွေကိုလည်းပြန်ရလိုချင်တယ်ပေါ့နော်ပြီးတော့အခုခေတ်လူငယ်တွေကိုလည်းပေးချင်တယ်မြင်စေချင်တယ်ပေါ့နော်သိစေချင်တယ်အဲကျွန်တော်တို့ပြောခဲ့တဲ့နှစ်တည်းကတကယ်ကိုအရင်ကပြောပေါ့ပါနေရာတိုင်းနေရာတိုင်းမှာဟိုတကြံရှိနေရတယ်နော်မြန်မာတိုင်းနိုင်ငံလုံးနေရာနဲ့ဟိုဟိုနေနေလေးတွေမှာမျိုးလေးတိတိလေးတွေမှာတော့မအစားကိုတော့ပျော်ရွှင်နေကြတယ်နော်အဲ vibe လေးကိုအားလုံးပြန်ပြန်ရစေချင်ပါတယ်ဆိုတော့အားလုံးဒီနေ့ပြန်ရမယ်လို့ ခံစားရတယ်ကွာအဲ့လိုပြီးတော့ကိုပိုင်ဆိုတဲ့အရာလေးအဲ့လိုဟုတ်တယ်ဝင်နေမယ်ဟုတ်တ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 ယ်ဘယ်မှာကျောင်းတော့ Thailand လို့လို့ပါလို့ဟာပါတယ်ငါတို့ကဟိုဘူးစင်ပေါ်စက်ကလေးပဲ Thailand ပဲရောက်တာပေါ်ရာလေးနဲ့ရေပတ်တာဆိုတော့လေအခုနောက်ပြောလို့ပေါ့နော်ဟိုကိုပိုင်ရင်ကျေးဖို့ကိုပိုင်ဒလေးကိုပိုင်ထုံးလန်းစင်လာကိုပြန်ရလိုက်တယ်လို့လဲခံစားရတာဖြစ်တယ်လို့ဒီနေ့ဟိုအနေအထားကပျော်ရွှင်စွာနဲ့အစီအကားဆုံးလုပ်မယ်လို့ဟိုခံစားမိတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါလေးကို ဟိုပြန်ပြန်ရလိုက်တယ်ပေါ့အဲ့ဒါလေးတော့ဟိုမျောလဲမှာလည်းပဲအရင်ပျော်ဖို့ကောင်းမယ်လို့ဒီနေ့ဒီဇိုင်းကလေးဒီနေ့ဆိုကျွန်တော်က၃ပုံเนาะမနေ့မနေ့မနေ့ရတော့ပေါ့ဒီမှာပဲမနေ့ရတော့ကျွန်တော်ကချမ်းတုံချမ်းเนาะချမ်းတုံချမ်းကျွန်တော်ရိုက်တယ်နဖငါကိုကျွန်တော်နှစ်သိမ့်မင်္ဂလာအဲ့ဒါပရမယားကိတ်ခိုင်မယ်เนาะ၃ပုံကျွန်တော်ဒီနေ့တဲ့တချမ်းတချင်းကြီး၃ပုံကျွန်တော်ရိုက်မှာပါခဏတချမ်းအတွက်ပေါ့เนาะအဲ့ဒါများအတကယ်ဒီဒီနေ့မှာကျွန်တော်အားထည့်ထားပြီးဂျန်ပုတ်၃ပုံရိုက်ထားပါတယ်ဟုတ်အဓိကကတော့ဟိုလုံနဲ့အင်္ဂလိပ်လူရှိတဲ့ခါမှာကျွန်တော်တို့ပံ့ပိုးပေးတဲ့လူတွေကဂျိုင်းနေနေလို့မရဘူးခုနကပြောရတာ ဒီ UNESCO ဝင်တဲ့အခါမှာတကြိမ်မှုလေးပါသွားသလိုအခုအိန္ဒိယကြီးကားကြီးကြီးတဲ့ခါကျရင်လည်းအိန္ဒိယမှုပါတယ်လို့ဟိုဟာဟောပါတယ်အင်္ဂလန်မှာလန်ဒန်မှာရရင်လည်းသူတို့အကကြီးကတော့ဘူဆန်မဲမဲလည်းအိန္ဒိယမှုလေးတော့ပါတော့ပါတယ်ဟုတ်တယ်ဟုတ်တယ်ဒါမြန်မာလည်းအခုမြန်မာမှုတွေမှာနောက်ရှိတဲ့တက်လာမျိုးဆက်သစ်တွေပါဖို့တကူမင်းတို့ရှိအဲ့လိုမျိုးပေါ့နော်ဒီတင်းလေးပါတဲ့ခါမှာကျွန်တော် UNESCO ကဘောင်ဘောင်သွားပြီပေါ့နော် ီတပုတ်တွေနေပေါင်းသွားရင်ဒီသချင်းတွေပြန်ဆိုရဲဆိုတာလေတိုးမပေါ်လို့အေးဒီကြဆိုရင်ဒီ mood ကဒီသချင်းရဲ့ mood ကအရင်က feeling ဖြစ်တယ်ရွှေမမလာတော့ဟာလာဆန်းကတော့စားချင်ပါဘူးဟာလာဆန်းကတော့မစားဘူးအဲ့လိုပေါက်တယ်ဒီဆက်ချင်းမမရှိခိုးလို့ဆိုင်တယ်ရှင်မမလားရှင်မမလားရှင်မမလားအဲ့လိုနေတယ်မှာကျွန်တော်တို့တော့ဘာနဲ့တူ ဒီတိုက်လေးပျော်ရွှင်ချမ်းမြေပါစေအချင်းလေးကြည့်ပြီးလည်းခံစားနိုင်ပါစေဟုတ်အားလုံးအားလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟုတ်နော်အားလုံးဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်